ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ငလျင်တန်တဲ့သခိုင်းနဲ့အမရပူရာမျိုးတို့မှာမိုးကြီးပြီးအနိုင်ပိုင်းရက်ွက်တွေရေဝင်နေတယ်လို့ဒေသခံတွေကပြောပြပါဗါတယ်။မနေ့ကဂျော်လာဆယ်ရဲ့ညနေပိုင်း7:00နာရီဝန်းကျင်ကစတင်ခဲ့တဲ့မိုးဟာ စကိုင်းနယ်အမရဘူရာမြို့တော်မှာတညလုံးမိုးသဲထန်ခဲ့တာကြောင့်ငယ်လင်တန်တင့်ခဲ့တဲ့အနိုင်ပိုင်းရက်ွက်တွေမှာနေအိမ်ထဲထိရေတွေဝင်ရောက်နေရလို့ဒေသခံတွေကပြောပါတယ်။အိမ်တွေထဲထိဝင်တာရေခဲသစ်တာတို့အလျက်ဆက်ပစ္စည်းတွေအမြန်မနိုင်လို့မပြတ်သားလို့အမရဘူရာမြို့ခံအမျိုးသမီးတဦးကပြောပြပါတယ်။စကိုင်းမြို့မှာလည်းငယ်လင်တန်တင့်ရက်ွက်တွေမှာမိုးများပြီးရေမြုပ်နေရလို့ဒေသခံတွေကပြောပါတယ်။အခုကမိုးကြီးလို့ဝင်တာမြင့်ရေကလည်းလာတော့မယ်လို့စကိုင်းဒေသခံအမျိုးသမီးတဦးကပြောပြပါတယ်။ ငလျင်တန်ကြောင့်ယာယီတဲနဲ့နေထိုင်သူတွေလည်းအများပြားရှိသေးတာကြောင့်မိုးများလို့အခက်အခဲဖြစ်နေတယ်လို့နေထိုင်သူတွေကဆိုပါတယ်။ NUG အစိုးရရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့လာမယ့်ဇော်လ15ရက်အထိနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ကြောင်ရွာနိုင်တယ်လို့အသိပေးထားပါတယ်။ တချို့ဒေသတွေမှာနေရာကွက်မိုးကြီးနိုင်တယ်လို့သခိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစစ်စစ်မိုးထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူဒေပြင်းတိုက်တောင်နေရာကွက်မိုးကြီးတောင်လျက်စည်းလက်တောင်မိုးချိုးပြက်တောင်ရုတ်တရက်ရေကြီးတောင်ကမ်းပါပြိုရာနဲ့မြေပြိုရာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်လို့အထူးသတိပြုနေထိုင်ကြဖို့သတိပေးထားပါတယ်ရှင်။ငလင်ဘေးတဲ့ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ ဘုံပါရီတွေးရီကန်ရီပဲတောက်တုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါရယ်